ကတော့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ပြောတာတွေကိုကျွန်တော်တို့ခံနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီပြောနေတဲ့လူကိုယ်တိုင်ကလည်းကောင်းတာတွေလုပ်ဖို့တော့လိုအပ်ပါတယ်ကိုယ်ကတိုင်ကောင်းမှုတွေအများကြီးမလုပ်ထားပဲနဲ့သူများကောင်းမှုပြုကျုနေတဲ့အရာကိုဝေဖန်နေဆိုလို့ရှိရင်တော့အဖတ်တော်နေနေရှိအောင်တော့အဖတ်ရှိရတော့ထားဖို့ပါဘူးကျွန်တော်တို့ကတက်ခတ်မှာမဟုတ်ဘူးလက်ဆိုင်ရတယ် Spice of Life အာတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်တော့ဟိုဟိုပါပေါ့နော်ကျွန်တော်တို့ကလည်းဒီလိုမျိုးတွေဆိုတာကူတက်နိုင်တဲ့ပတ်ချမ်းနေပြီးတော့သွားတာပါတကယ်တမ်းကသူတို့မြင်တာဒီဥစ္စာလေးပဲနေတာတကယ်တမ်းကျွန်တော်ကမန်လေးမှာကျွန်တော်17ရက်ကြော်ကြော်လောက်ကြာပါတယ်ခုမှကျွန်တော်ပြန်လာတာပေါ့နော်ကျွန်တော်မန်လေးတစ်ခုတည်းမဟုတ်မန်လေးစခိုင်းပျော်ပွဲရှင်းဝသွားတယ်အဲအင်းဝမှာဆိုလို့ရှိရင်တော့ကြိုက်ကြိုက်တယ်အဲဇီလီဘလိုပေါင်းဆိုလို့ရှိရင်960တစ်ခုရှိရ600ကျော်တော့ပြင်သွားတဲ့ခါကျတော့အရန်ကိုကျွန်တော်တို့ ဒီကိုတန်ဖိုးထားရတဲ့မွေးလေးဒါလည်းဆုံးရှုံးသွားတာပေါ့နော်ဒါပေမဲ့ဒါလေးကိုပြင်နေပြုတ်ပြင်တဲ့အခါမှာလည်းလွတ်လွတ်စပယ်ခဏကိုလုံးလို့မရဘူးလက်ဆိုင်ရကျွမ်းကျင်ရအဖွဲ့တွေကကျွန်တော်အခုပြန်တိုင်နေပြီးတော့အခုဘက်ကလည်းလက်လန်းမိအောင်လုပ်လုပ်ဆောင်နေတာပေါ့နော်ဟိုဆိုင်အိတ်ထန်းတဲ့ကိစ္စကတော့ဆိုင်ထန်းတာလေးကကျွန်တော်ကဗျာဟိုအဝေးထန်းတဲ့ဗီဒီယိုလည်းကျွန်တော်မှရှိပါတယ်ဒါပေမဲ့ကျွန်တော်လည်းပြန်ပြီးတော့ခြေပရေတဲ့စိတ်လည်းမရှိပါဘူးအာဒါကျွန်တော်လည်းတင်တာလည်းမဟုတ်သူများတင်တာတဲ့ဗီဒီယိုဆိုတော့လေဆိုတော့ဂျိုင်းရထားလိုက်ပါတယ်ပြီးတော့ကျွန်တော်တို့ကအဓိကတော့ ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ပြောတာတွေကိုကျွန်တော်တို့ခံလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီပြောနေတဲ့လူကိုယ်တိုင်ကလည်းကောင်းတာတွေလုပ်ဖို့တော့လိုအပ်ပါတယ်ကိုယ်ကသူများလုပ်နေတဲ့ဟာကောင်းတဲ့အရာပေါ်မှာဖြစ်ဆိုးတဲ့အရာမှာဖြစ်တုံ့ပြန်တာဝေဖန်တာဝေဖန်လို့ရတယ်တင်ကိုယ်တိုင်ကဘလောက်ကောင်းတာတွေလုပ်ထားတာလဲတင်ကိုယ်တိုင်တခါကျစဉ်းစားစဉ်းကျင်သုံးသပ်ဖို့လိုတယ်ကိုယ်ကိုယ်တိုင်ကောင်းမှုတွေအများကြီးမလုပ်ထားဘဲနဲ့သူများကောင်းမှုပြုပြုနေတဲ့အရာကိုဝေဖန်နေဆိုလို့ရှိရင်တော့ဖတ်တော်နေစီအောင်တော့ဖတ်စီရတော့ထားလို့ပါဘူးကျွန်တော်တို့ကတက်ခတ်မှာပေါ့ဘူးသက်ဆိုင်ရတယ် ော်ဒါကတော့ကျွန်တော်တို့ကဗျာတိရမလားဟိုဒါဒီပြောလို့ရှိရင်ဘာမှကြီးကြီးဖြစ်နေတာဟာမလို့ပြောရဲဆိုပြီးဖြစ်နေမှာဆိုတော့လေပြေထူးတယ်ပြောတော့ပါဘူးကျွန်တော်တို့လုပ်ထားတဲ့အကူညီပေးတဲ့လုပ်ရည်လေးကအင်မတန်မှသိခဲ့တယ်တကယ်တင်းခဲ့ပါတယ်အခုလက်ရှိတ мян လုံးဆောင်နေတဲ့ဟာဆိုအင်တိုင်းအားတန်းနဲ့နိုင်ငံတကာနဲ့ကူညီပေးတဲ့ဟာတွေမြင်တဲ့အခါကျကျွန်တော်တို့ဝမ်းသာရတယ်ကျွန်တော်တို့လည်းဒီလို wave တွေထပ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံလာဖို့လေကျွန်တော်ရှိရင်ဆက်မဲ့ထားလိုက်ပါ တော့ကျွန်တော်ကဒီကြားထဲမှာကြံတဲ့ကိုယ့်ရဲ့နေရာတွေကိုယ့်ရဲ့ဒေသတွေမထိကြိုက်သေးဘူးဆိုပေမဲ့လည်းပဲဒီချိန်မှာကျွန်တော်အနေနဲ့ကတစ်ခုတော့အကုန်လုံးမေတ္တာရပ်ခဲ့ပါတယ်အဓိကတော့၅ပါးဒီလာလုံခြုံပြီးတော့ဘာသာတရားလုပ်ဖို့အတွက်ကိုကျွန်တော်မေတ္တာရပ်ခဲ့ပါတယ်အာဘလူးပေါ်စံကိုခိုင်းလေကျွန်တော်ကတော့လူနည်းနည်းဒီဒီဒီအပ်ဒီစီစဉ်မှာတော့နည်းနည်းအမြင်ကခံရတာပေါ့နော်ကိုကလည်း host ဖြစ်တဲ့ခါကျတော့စီကံပိုင်းဆိုင်ရာတွေနဲ့ မားတာတွေပြုလာရတယ်ဆိုရင်ကျွန်တော်ပဲကျွန်တော်ပဲဒီ ear monitor တွေအတော့ကတင်းကန်ဆန်းပြောခိုင်းနေတယ်ဆိုတော့ကျွန်တော်ကလည်းအာဟိုပါပေါ့သူတို့တွေကတော့ conflict တော့နည်းနည်းရှိရပါဘူးကြီးနေတဲ့သူတွေကတော့မုံမုံမလာကြီးနေတဲ့သူကမုံမုံပါဘူးကြီးနေတဲ့သူကဒီ season ကြီးရတာကျွန်တော်ကကြီးရတယ်တန်ပါပါအာသူတို့တော့ကလည်း challenge အရင်များတယ်ဗျာအာမတ်ပြလေးကောကိုထွန်ပြီးအဒီပြင်ကိုတခြားဒီပါတဲ့လူတွေလည်းအများကြီးရှိတယ် J5 ရောလည်းပါတယ်ဒါပေမဲ့ အာဂျီဖိုင်ရတူရှိရင်ကျွန်တော်တို့က episode was I mean uh yeah two two လောက်မှာလေတို့တွေကအပြင်ကကစားသမားနဲ့အဲ့လိုမျိုးအရန်ကိုအချိန်ဟုန်ပြင်းပြင်းနဲ့ရန်ဖြစ်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်။အဲကြည့်ရတာတကယ်ကိုမိုက်ပါဘူး။အဲ season 2မှာလည်းပဲထိခိုက်နာတရားရှိတာလည်းအများကြီးရှိရယ်။ဟိုအကြီးကြီးမားမားရေလို့တော့လည်းမရှိဘူး။ဒါပေမဲ့အဲ့လိုမျိုးထိခိုက်တာတွေတော့ရှိရယ်။ကျွန်တော် season 1တော့ထိခိုက်တာဆိုအဲ့လိုမျိုး6လောက်တွေလက်တွေထိသွားတာပဲ။ ျွန်တော်ကဒီပုံမှန်ဆော့တဲ့ live မှာကျတော့ကိုယ့်ဟာကို caring ကရတယ်လေ။ကြိုင်ပွဲဆိုလို့ရှိရင်တော့ကျွန်တော်ကဘာမှဟိုပြောင်းနေထားလို့မရတဲ့အနေထားတွေဆိုတော့ဖြစ်နေတယ်ဖြစ်သွားမှာပဲတဲ့။ဒါပဲဆိုတော့ကြိုင်ပွဲရဲ့ zone နဲ့လုံနေတာဆိုတော့ဘယ်သူမှမလုံမိပါပဲ။ကျွန်တော်လည်းလုံမိခဲ့တာပဲတဲ့။ခင်ရတာခင်ရတာတည်းစားတယ်ဒီတစ်ခုပဲတည်တာပေါ့နော်။သူများရဲ့နားလည်းကိုယ်မနားဘူး။ကိုယ်ကအစားဆုံးပါတယ်ကဆိုတော့နည်းနည်းတော့ပြင်မှန်းတာ။ဒါပေမဲ့ကောင်းပါလေကျွန်တော်တို့လည်း experience များရပါတယ်။အခုကျွန်တော်တို့ fitness zone FOE season တို့ကလာမဲ့ April 29ည7:00နာရီ ဒီ MRD ပုံမှာကျွန်တော်တို့ပထမဆုံးသော first episode ထုတ်လွှင့်ပြသတော့မှာဖြစ်တဲ့အကြောင်းမို့လို့အားလုံးပဲစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်ကိုဒီနေရာကနေပဲကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်